မင်္ဂလာပါခင်ဗျာဒီမှာ property data ကနေပြန်လေးကြိုးစုပါရဲပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဒီကုဆုမှုရွှေမြောင်ထောက်ခုံးနဲ့ကျွန်တော်တို့ဒီလှိုင်သာယာနဲ့ပတ်သက်ပြီးတော့မေးမြန်းတယ်အဲ့ဒီချိန်မှာကျွန်တော်မေးမြန်းတာတော့ဒီလှိုင်သာယာရှိတဲ့ဒါအင်ချန်မြေရဲ့အခြေအနေပေါ့နော်ဒါကိုကျွန်တော်တို့မေးမြန်းတယ်အခုမှဆိုရင်တော့ဒါဒုတိယပိုင်းပေါ့အဲဒုတိယပိုင်းနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလှိုင်သာမြို့နယ်မှာရှိတဲ့ဆက်မှုဇုံတွေရဲ့နော်လက်ရှိတန်ဖိုးပေါ့နော်လက်ရှိဘယ်ဈေးပေါက်နေလဲပြီးလို့ရှိရင်လှိုင်သာမှာရှိတဲ့ အိမ်ယာစီမံကိန်းတွေအများကြီးရှိတယ်။လှိုင်းသံအောင်မှာရှိတဲ့အိမ်ယာတွေပေါ့နော်။လှိုင်းသံအောင်မှာရှိတဲ့အိမ်ယာတွေကဘယ်စင်းလုံးတွေရှိတယ်။အယောင်ဝင်တွေဖြစ်ကြတာဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မံပြီးတော့အာကုစုမှုကိုမြင်မြန်တော့ဖြစ်ပါတယ်။စက်မှုစုံတွေခန်းတာဆိုတော့ဒီလှိုင်းသံမှာဆက်ယုံပေါ့နော်။ဒီစက်မှုစုံတွေရှိတော့အဲ့စက်မှုစုံတွေကအခုအလုပ်ဖြစ်လာဘူးနော်။ဒီစက်မှုစုံတွေထဲမှာရောရောင်းကားဝင်ဝင်ကားတွေပေါ့။အဲ့ဒီကတွေရောဘယ်လိုအခြေအနေရှိတယ်ပေါ့နော်။ဟုတ်။ဟိုအများသောအားဖြင့်တော့ဒီလာပိုင်းတွေမှာအငှားများတယ်။ အငားများတယ်အယောင်ဝင်နေတယ်အယောင်ဝင်ဖြစ်တာဆိုလို့ရှိရင်ဟိုပေါ့နည်းနည်းသေးတာလေးဖြစ်တာပေါ့ဥပမာဆက်မှုစုံ9တို့ဆက်မှုစုံ9တို့ဇုံကြီးတွေကတော့ဥပမာဥပမာတေကနှစ်ဧကသမားလေးတွေအဲ့လိုအမေးများတယ်အရင်လိုမျိုးဟို5ဧက6ဧက9ဧကလို့မမေးတော့ဘူးအယောင်ဝင်အားနေတာပေါ့နော်အဲ့လိုဟိုပါပေါ့ဒီကျွန်တော်တို့ဆက်မှုစုံ9တို့ဘာလို့ကြာတော့တရာပတ်ချလေလေးတို့ တမတ်တို့အဲ့လိုမျိုးလေးအယောင်းဝထွက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစက်မှုသုံးတစ်နှစ်မှာကျတော့1.3လေးတွေအဲ့လိုတစ်ဆောင်နဲ့ထွက်ထားတာရှိတယ်အဲ့လိုမျိုးလေးကျတော့အယောင်းဝဖြစ်တယ်ကျန်တာကတော့အငားဘက်မှာပဲရှိတယ်ဟုတ်ကဲ့ကိုတော်နေပေါ့နော်ကိုတော်နေဟုတ်ကဲ့ကိုဆိုတော့ဟိုဒီအခုစမောရီကျွန်တော်တို့ဒီဟိုပေါ့အင်ဂျင်ကြီးကျွန်တော်တွေ့တယ်ပေါ့ဟုတ်ကဲ့အဲ့မှာတွေ့တာကအဖန်ပိုင်းအင်ဂျင်ကတော့ဒီပိုင်းနဲ့မကြောက်ကြတော့အဲ့အင်ဂျင်ရဲ့အခြေအနေကဘယ်လိုရှိလဲ supply တော့မှာအင်ဂျင်ဘယ်နှခုလောက်ရှိပြီးတော့အင်ဂျင်ရဲ့တန်းတွေပေါ့နော်ဥမာရွှေကန်တဲ့အင်ဂျင်ဆိုပြီးပြေးစေးဖို့ပါအဖန် ညာဆိုဘလောက်ပေါ့ဟုတ်ကဲ့လှိုင်းသားမှာဆိုလို့ရှိရင်ဗျာနရွေးအင်ယာပန်းလိုက်ကောက်ခွင့်အင်ယာရွှေကန်းသာအင်ယာဖွံ့ဖြိုးအောင်အင်ယာအောင်စရအင်ယာကြက်စစ်မင်းအင်ယာထိလိုက်ရှင်အင်ယာနောက်ဒကရပီမိုးနေရှိသေးတယ်နောက်ပြီးတော့ဘလောက်အင်ယာရှိသေးတယ်နောက်စီတီလော့ရှိသေးတယ်အဲ့လိုအင်ယာတွေအများကြီးရှိတယ်အဲ့ဒီအင်ယာများတဲ့မှာကျွန်တော်အများစုအယောင်ဝင်ဖြစ်တာကကျတော့ FM အင်ယာနရွေးအင်ယာလူကြိုက်များတယ်ပန်းလိုက်ကျတော့နည်းနည်းမြင့်သွားတဲ့အခါကျတော့ဟိုကဖြစ်သူဟိုနည်းနည်းတော့ ဟိုကျဲတာပေါ့နော်အဲဟုတ်တယ်နောက်တစ်ချက်ဟိုသူ့တဲ့နေပြီးနည်းနည်းလေးဈေးနှုန်းလေးနည်းနည်းတက်တာလာကြတော့ဒီနေရိအင်ယာပဲတိဆောက်ထားတာဟိုဟာရွှေကန်းတာအင်ယာပေါ့ရွှေကန်းတာအင်ယာဆိုရင်1 square ပြီးတသိန်း2000လောက်ပဲရှိတော့တယ်နေရိအင်ယာတွေကြတော့အနည်းဆုံး40 60တကွက်ကို2 RC ပါမှာပေါ့နော်အဲ့ဒါကိုအနည်းဆုံး9000ဖြစ်သွား FM အင်ယာကြတော့40 60ကို2 RC နဲ့နောက်ဆုံးရောင်းထားတာ11500ဆိုဈေးခွက်အင်ယာဟုတ်ကဲ့အဲ့တော့အဲ့တော့ရှိတယ်နော်ဟုတ် တက်တာလည်းတက်မှလည်းကြောက်ရတာဆိုတော့ဒါဆိုတက်တာပါအစိမ့်နိုင်တယ်မှာဘယ်လိုဖြစ်ဆိုတော့ဟိုစူပါဆုံးမှာရွှေလင်းမဲအင်ယာတို့ဘာလို့လဲရှိသေးတယ်ပေါ့နော်အဲ့လိုဆိုအဲအင်ယာဆိုရင်လည်းအနေဆုံးကနေပြီးတော့အမြင့်ဆုံးထိစိုက်မျိုးစုံရှိတယ်လို့ပြောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုရွှေလင်းမဲအင်ယာတို့ဟိုရောမင်းကြီးအင်ယာတို့ကြတော့သူကတိုက်တိုက်ခန်းနေနဲ့လှုပ်ထားတဲ့အင်ယာပေါ့ဒီနေရိအင်ယာတို့ပန်းလိုက်ကောက်ခွင်းအင်ယာတို့ FM အင်ယာတို့ကြတော့သူကမြေလုံးချင်းအင်ယာပေါ့နော်လုံးချင်းအင်ယာခရံမြေပေါ်မှာတိဆောက်ထားတာပေါ့အဲ့လိုအဲ့လိုတော့ကွာဟိုကဈေးနှုန်းကြတော့လေဟုတ်ကဲ့ ဆိုတော့ဟိုပေါ့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်ဒီလှိုင်းသားရရဲ့အင်ချင်မြေဈေးကွက်ကိုလှိုင်းသားရပေါ့ကိုဘယ်လိုမြင်လဲနောက်နောက်နောက်တစ်ချိန်ဖို့ပေါ့နောက်နှစ်အငယ်တွေမှာလှိုင်းသားရဈေးကွက်ကရန်ကုန်မြို့မှာဘယ်လိုဖြစ်သွားနိုင်လဲပေါ့နော်ဟိုကလေကျွန်တော်ရဲ့ကိုပိုင်ထုတ်တဲ့ဇကားလေးတစ်လုံးရှိရပေါ့နော်အိမ်အိုရဲ့မြေမအိုဘူးပေါ့ဒါကြောင့်မို့အိမ်အိုတဲ့မြေမအိုဘူးလို့ကျွန်တော်ပြောထားတာဖြစ်တဲ့အတွက်လှိုင်းသားမှာကမြေလွတ်ပေါင်းများစွာရှိသေးတဲ့အတွက်လှိုင်းသားမျိုးကနောက်ထပ်အများကြီးဈေးကွက်တွေဖွင့်ပြပြီးတော့မှ အလူကြိုက်များလာမဲ့နေရာဖြစ်တော့ဘာလို့လူနေထူထပ်တာမှန်တယ်တဖြည်းဖြည်းတဖြည်းဖြည်းနောက်နေတဲ့ရေထဲကိုရေသန့်နေလောင်းပါများလာရင်နောက်နေတဲ့ရေထဲထွက်သွားမှာပဲလေအဲ့တော့လှိုင်းသာမြို့မှာအခုမြောက်တကောင်ကလာမယ်တာကိတာကလာမယ်မြို့တွေကလာမယ်ဆိုလို့ရှိရင်တစ်ချိန်မှာလှိုင်းသာမြို့ကတော့ဖြစ်သွားနိုင်တာပဲလေဆိုတော့အာဒီကျွန်တော်တို့ရဲ့ဒီဒီကုဆေမိုရှင်ရတော်ကုန်းနဲ့ဒီတွစ်ဆုံနေမြင်တာပေါ့နော် ပြီးတော့ထိုင်သာဒီမှာကြည့်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ထိုင်သာရမျိုးမှာအင်ချမ်ပီယံနဲ့ပတ်သက်ပြီးတော့အဆင်ဝင်သားလေဆိုရင်တော့ဒီကိုဆိုမိုးရှင်ရတော်ကိုဆက်သွယ်လို့ရတယ်ဆိုတော့အခုနေနေတဲ့ဒီအခုကိုဆက်သွယ်လို့ရမယ်ဘိုင်ဘာနံပါတ်ဖုန်းနံပါတ်လေးတွေတစ်ချက်ပြောပြရပါဦးဟုတ်ကျွန်တော်ဆက်သွယ်ခြင်းနဲ့ဆိုတော့ကျွန်တော်ဖုန်းတစ်လုံးနဲ့သုံးပါတယ်အ၄၄၄၁၈၈ခွန်3တစ်လုံးနဲ့သုံးပါတယ်ကြည့်လိုင်းသာမျိုးမှာနေရာကောင်းနေလိုချင်တယ်ကိုယ်ပိုင် brand နဲ့တိဆောက်ပြီးတော့မှကိုယ်ပိုင် ethic ကိုယ်ပိုင် image နဲ့တိဆောက်ထားတဲ့လိုင်းသာမျိုးမှာ အကျိုးဆောင်ပေါင်းအများစွာရှိတယ်အဲ့ထဲမှာကျွန်တော်တို့ ਨੇ လာပြီးတော့မှဆက်သွယ်ခြင်းလဲဆိုလို့ရှိရင်တော့အချိန်မီးဖုံးဆက်လို့ရပါတယ်ကျွန်တော်တို့တေချာရှင်းပြပေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့အခုကျမ်းမှာချမ်းသာပါလေဟုတ်ကဲ့ပါကျွန်တော်တို့အခုဒါတွေ့ဆုံမင်းမြန်းသွားတာကတော့ ကုဆုမိုရှင်ညမာတော်ကုန်းဖြစ်ပါတယ်ကုဆုမိုရှင်ညမာတော်ကုန်းကဆိုလို့ရှိရင်လှိုင်းသာမျိုးနယ်မှာရှိတဲ့ဒီအိမ်ချမ်းမြေတွေကိုတည်တက်သူကအိမ်ချမ်းမြေတွေအိမ်ယာတွေစက်မှုစုံတွေကိုတည်တက်တာဝန်ဆောင်မှုပေးနေတယ်ဒါအချိုးဆောင်တူတယ်ဖြစ်ပါတယ်ခင်ဗျနောက်နောက်တွေမှာဆိုရင်လည်းကျွန်တော်တို့ဒီမြန်မာ property dealer ကနေပြီးတော့အာဒီရောင်မျိုးမှာရှိတဲ့အိမ်ချမ်းမြေအချိုးဆောင်တွေကိုအခုလိုပဲတွေးဆမင်းမြန်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့မြန်မာ property dealer ကိုစောင့်မျှော်ရှိရှိပါလို့ပြောရင်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲကျန်တော့ခွင့်ပြုပါခင်ဗျလူကြီးမင်းတို့ရဲ့အိမ်ချမ်းမြေတွေကို MPT location မှာအခုပဲအခမဲ့ဖြစ်တင်ပြလိုက်ပါ။